မင်္ဂလာပါဆိုတော့ဒီနေ့တော့2024 autumn subject b ပေါ့နော် question number 16ကိုရှင်းပြပြတော့ပါမယ် question number 1 to 15ကတော့အရှိသင်ခန်းစာတွေမှာပြီးခဲ့သွားပြီပေါ့နော်ဆိုတော့ချက်6နဲ့ဒီအနောက်ပိုင်းမှာကျန်တော့အဲ့တော့ဒီနေ့ဒီပုံစံကဘာလဲဆိုလို့ရှင် how many distance ပုံစံပေါ့နော် how many distance ကကြာတော့ volume 1 chapter 1မှာလေးဒါဆရာတို့သင်ခဲ့ရတယ်အဲ့ဒါလေးကိုသူကဒီ program အနေနဲ့ ကျွန်တော်မေးတာပေါ့နော်အဲ့တော့ကျွန်တော်က hamiltonian program လေးကိုရေးပြရမယ်အဲ့တော့ဒီမှာကြီးလိုက်မယ်ဆိုလို့ရှင်ကျွန်တော်ဒီမှာဗာလေးစပြီးတွေ့ရမယ်ဆိုတော့ hamiltonian function လေးတွေ့ရမယ်ပေါ့နော်ဆိုတော့ function ပေါ့နော် function ဆိုတော့မတိသေးတဲ့သူတွေအတွက်ဆရာနည်းနည်းလေးပြန်ရှင်းပြပေးမယ် function ဆိုတာကကျွန်တော်မြင်တာအောင်ပြောရရင်ကဏ္ဍပေါင်းစပ်လို့လို့မျက်စိနဲ့မြင်လိုက်ပေါ့နော်ဆိုကဏ္ဍပေါင်းစပ်မှာကျွန်တော်1နဲ့2နဲ့ကိုပေါင်းတာလုပ်တယ်နောက်ကျွန်တော်အဖြေဘယ်လောက်ရလဲ၄ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်က ရိုက်ထည့်လိုက်တယ် input ပေးလိုက်တယ်လို့ခေါ်တယ်ပေါ့နော် input ကိုကတွင်းပေးလိုက်တယ်ထည့်ပေးလိုက်တယ်ဂျားထဲမှာတွက်ချက်မှုတွေလုပ်တယ်ဆရာတို့ output ပြန်ပြီးတော့ထုတ်ပေးတယ်ဆိုတော့အဲ့မှာနှစ်ဒီအဲနှစ်နဲ့နှစ်နဲ့ပေါင်းတယ်ဆိုတော့အဲ့နှစ်နှစ်ခုက input လို့ခေါ်မယ်ဆရာတို့ပြန်ပေးလာတဲ့အဖြေကို output လို့ခေါ်မယ်ဂျားထဲမှာတွက်ချက်မှုတွေလုပ်ရတယ်ဒါကတော့ နားလေရလွန်အောင်အပေါင်းနဲ့လှုပ်တာပေါ့နော်တကယ် function တွေကကြတော့ဒီထက်အများကြီးရှုပ်ထွေးမှုရှိမှာပေါ့နော် security မှာဆိုလို့ရှိရင် function တွေအကြီးကြီးရမှာပေါ့နော်ဆိုတော့အဲ့လိုမျိုးရှိမယ်အဲ့တော့ဒီမှာဆိုတော့ input ကိုသူကဘာလို့ခေါ်လဲဆိုတော့ဒီမှာကြတော့ augment လို့သုံးထားတယ်ဆိုတော့သူက input ကနှစ်ခုတဲ့ဘာနှစ်ခုလဲဆိုတော့ string နှစ်ခုပေါ့နော် string ဆိုတာက အခေယာကိန်းစင်တန်းကိုပြောတာဒီမှာဆိုလို့ရှင်10 10010အခေယာအစင်လိုက်လေးတွေနဲ့လာတယ်ပေါ့နော်ဆိုတော့နှစ်ခုဆိုတော့ဒီမှာတစ်ခုနှစ်ခုနော်ဒါမှလည်းနောက်ထပ်နှစ်ခုတွေ့ရလိမ့်မယ်ဒါ function ကိုအဲတက်ခါခေါ်ရင်နှစ်ခုစီနဲ့ပေးရတာဟုတ်ပြီနော်အဲ့တော့အဲ့ဒီမှာဆိုတော့ string 1 string 1ပေါ့နော် s1 ပေါ့နော် string 2 s2 ဆိုပြီးတော့မှ input နှစ်ခုပေးလိုက်ရင်အဲ့ဒီ input နှစ်ခုရဲ့ hamming distance ကို တွက်ပြီးတော့မှပြန်ပြီးတော့အဖြေထုတ်ပြီးမှအဲ့ဒါ hamming distance ဆိုတာပါလဲနားလည်ဖို့လိုတယ်ဒါမှဆရာတို့ရေးလို့ရမှာ hamming distance ကို volume 1မှာတည်းကတီးတဲ့သူတွေလည်းရှိမယ်မတီးတဲ့သူတွေအတွက်ဆရာနည်းနည်းလေးပြန်ပြီးရှင်းပြပေးမယ်မတီးသေးဘူးဆိုလို့ရှိရင်ဒီမှာမေးခွန်းမှာပြန်ပြီးတော့မှရှင်းပြပေးထားတယ်ဒါပေမဲ့ဆက်မွေးရောက်တဲ့အခါကျရင်အဲ့လောက်အသေးသေးအဖတ်ဖို့အတွက်တော့အချိန်မရဘူးကျတော့ဟို hamming distance ဆိုတာပါလဲဆိုရင်စတွေကတီးထားရင်ဒါကြီးကိုကြော်လို့ရတယ်ဒါပေမဲ့ကြော်လို့ရတယ်ဆိုတာက အာအသေးစိတ်မဖတ်ကြော်ပဲနေနည်းနည်းလေး skim လို့ရတယ်ပေါ့နော်အဲကြည့်လိုက်ပြီးတော့အော်ဒါဒါပြောတာလဲဆိုတော့တန်းတည်တဲ့အချိန်ကြီးအောင်ကြိုလို့ရတယ်လို့ပြောတာ Okay အဲ့တော့ဒီစာပိုက်ကြီးကိုဆရာဘာသာမပြန်တော့ပဲနေဒီမှာခြာရေးပြီးတော့မှရှင်းပြပေးမယ်အဲ့တော့ဒီမှာ example နှစ်ခုရှိတယ်နော်ဒီပုံလေးတရား example ကိုပဲဆရာကူထားတာပေါ့နော် Hamilton ဆိုတာက gain အစင်တန်းနှစ်ခုရဲ့ အဲကွဲပြားခြားနာချက်ဘယ်နှခုရှိတယ်လဲဆိုတဲ့ဟာကိုပြောတာအဲ့ဥမာပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်ဒီမှာဒီကောင်လေးကိုပိုဇီရှင်တက်လိုက်မယ်ပေါ့နော်ပိုဇီရှင်1 2 3 4 5 6ပေါ့နော်တနေရာနှစ်နေရာသုံးနေရာလေးနေရာငါးနေရာ 6နေရာပေါ့နော်ဆိုတော့နေရာ6နေရာရှိတယ်ဒါပထမဆုံးနေရာကြီးတူတယ်ဒီနေရာမှာစပြီးတော့မတူတော့ဘူးပေါ့နော်အဲ့တော့မတူတာတစ်ခါရှိပြီဒီနေရာမှာတူတယ်ဒီနေရာမှာတူတယ် position 5မှာတော့မတူပေါ့နော်ဆိုတော့အဲဒီနေရာမှာမတူဒီနေရာမှာပြန်ပြီးတော့မတူတယ်ဆိုတော့ example 1မှာဆိုလို့ရှိရင် position 2နဲ့ position 5နဲ့အရာဆိုနှစ်နေရာမတူဆိုပြီးတော့မှအပြည့်ရတယ်ပေါ့နော်အဲ့တော့အဲ့ဒါကိုဆိုတော့ဘာလို့ခေါ်လဲဆိုတော့ hamming distance လို့ခေါ်တယ် hamming distance 2ရတယ်လို့ call ဒါဆိုရင် share ရဲ့ function ကနော် share ရဲ့ function ကဘယ်လိုရေးရမှာလဲဆိုတော့ sorry ပါဖုန်းလာတာပေါ့နော်အဲ့တော့ share အာဆက်သွားပြရသွားအဲ့တော့ share function အနေနဲ့ဆိုလို့ရှိရင် share ဒီမှာ hamming distance ကိုတွက်ပေးတဲ့ function အနေနဲ့ဆိုရင် share string နှစ်ခုယူလိုက်တယ်ပေါ့နော်အဲ့တော့ဒီမှာဆိုရင်10 10 10 10နဲ့10 10 0 0ဟုတ်ပါ sorry 111000ပေါ့နော်ဒီကောင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 ်ဒီနှစ်ခုပေါ့နော်ယူလိုက်လို့ရှင်ဂျားထဲမှာဆိုတင်းကြီးကြီးဆိုတွက်ချက်မှုတွေလုပ်မယ်ပေါ့နော်အဲ့ဒီတွက်ချက်မှုတွေအတွက်ဆရာတို့အဖြေထုတ်စဉ်းစားပြရမှာအဲ့တော့ဆရာတို့ဒီမှာ2ဆိုတဲ့အဖြေပြန်ပြီးမယ်ဒါလေးပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှင်ဆရာတို့ function နေနဲ့ input နှစ်ခုယူမယ်ဂျားထဲမှာတွက်ချက်မှုပေါ့နော်ဂျားထဲမှာတွက်ချက်မှုဆိုတာဒါကြီးလုပ်မယ်ဆရာတို့ရဲ့ hamming distance ကိုအဖြေပြန်ပြီးတော့မှပြီးမယ်နော်အဲ့ဒီမှာနေဆရာတို့နည်းနည်းလေးစဉ်းစားလို့ရတယ် ဆိုမယ်နော်။ဘာလဲဆိုရင်ဆရာတို့ position တစ်ခုချင်းဒီ line တိုက်ပြီးဆက်မှာ။တိုက်ပြီးဆက်လိုက်လို့အဲ2တယ်ဆိုလို့ရှိရင်002တယ်112တယ်ဘယ်လိုပဲဖြစ်နေဖြစ်နေ2တယ်ဆိုလို့ရှိရင်ဆရာတို့မတွက်ဘူး။မတူဘူးဆိုလို့ရှိရင် hamming distance ကိုဆရာတို့ဘာလုပ်မလဲဆိုတော့အဲရေးတွက်ပြီးတော့မှတိုးသွားမှာပေါ့နော်။စသလာချင်းတော့ဆရာတို့ရဲ့ hamming distance တန်ဖိုးက0ဖြစ်နေမှာ။ဘာလို့ဆိုတော့မစင်းသားရသည်မတွေ့သေးဘူးပေါ့နော်။အဲ့တော့အဲ့မှာဆရာတို့ပထမ position 1ကိုတိုက်ကြည့်တယ်။ โอเคတူတယ်မလို့ဘူးအဲ position 2ကိုတိုက်တဲ့အခါမှာ01ဆိုတော့ဘာဖြစ်လဲမတူတော့ဘူးပေါ့နော်အဲ့ဒါဆိုတစ်ပေါင်းလိုက်မယ် position 3ကိုမှလည်းတူတယ်ဆိုတော့မဖြစ်ဘူး4မှလည်းတူတယ်ဆိုတော့အဲ့ဒါမလို့ position 5မှာကျတော့မတူတော့ဘူးပေါ့နော်အဲ့ဒါဆိုတော့ hamming distance တစ်ပေါင်းသွားတယ်ပေါ့နော်အဲ့ position ဆိုတော့ position 6မှာတော့မလို့တော့မပေါင်းဘူးပေါ့နော်ဆိုတော့အားလုံးပေါင်းတူတယ်ဆိုတော့ဒီလိုပေါင်းရင်းနဲ့2ဆိုတဲ့အဖြေကိုရရင်ဆိုတော့ပြန်ပေးရုံပဲအဲ့တော့ဆရာတို့လောက်အောင်မှာလွယ်လွယ်လေးရယ် တူလားမတူလားပေါ့နော်မတူဘူးဆိုလို့ရှင်ဆရာတို့ hamming distance ကိုတိုးသွားမယ်ဒါပဲပေါ့နော်အဲ့တော့အဲ့ဒါတစ်ချက်အဲ့ဒီမှာဆိုတော့နောက်ထပ် example တစ်ခုမှာနည်းနည်းလေးအဲအပူစဉ်းစားရတာရှိသွားတယ်ပေါ့နော် example 2ကြတော့ဘယ်လိုမျိုးလဲဆိုတော့နော် example 2ကလည်းဒီရပါပဲနော်ဆရာယူပြီးပြပေးတာဆိုတော့ example 2ကဘယ်လိုမျိုးလဲဆိုတော့အလျားမတူတော့အလျားဆိုတာအရှိပေါ့ဒီမှာဆိုရင်6ခုရှိတယ်ဒီကောင်ဆိုလို့ရှိရင်9ခုရှိတယ်အဲ့လိုမျိုးမတူဘူးဆိုရင် hamming distance က ဘယ်လိုတွတ်ရတာလဲဆိုတော့ကျတို့ဒီမှာကျတို့ရှေ့အာဒီမှာနှိုင်းရှင်ကြီးလိုက်တယ်ပေါ့နော်နှိုင်းရှင်ကြီးလိုက်တယ်ဆိုရင်အင်း position 1တူတယ်2မှာ မတူ temperature တခုတွေ့ပြီတူတယ်တူတယ်မတူ temperature တခုတွေ့ပြီတူတယ်တူတယ်ဟမ်အာဒီမှာလေဒီမှာဒီမှာ position ကျတို့ဒီမှာနော်ဟုတ်တယ်နော်အာနောက်ခုပေါ့နော် တ်တယ်နှစ်ခုပေါ့နော်ဘုရားအဲ့ဆိုဆရာဒီမှာကျတော့ဆရာတူတူခုခုပေါ့ဆရာမတူတာနှစ်ခုတွေ့ပြီးရင်ဆရာဒီမှာဘာဖြစ်နေလဲအဲသုံးခုပို့ထွက်နေရပေါ့နော်သုံးခုပို့ထွက်နေရဆိုတော့အဲခုနကအဲဆရာတို့နှစ်ထီဟာရဲ့ပို့နေတဲ့သုံးရဲ့ပေါက်လိုက်တယ်ဆိုလို့ရှင်ဆရာတို့ဘယ်လောက်ရမလဲဆိုတော့ hamilton fight ရတယ်အဲ့တော့အဲ့ဒါလေးကိုဒီမှာမေကွန်းမှာရေးပြထားတယ်ပေါ့နော်အဲ့တော့အကယ်၍ဆရာတို့ဒီ different land ပေါ့နော်အဲ့တော့ land မတူတဲ့အရှိမတူတဲ့ဒါ strain တစ်ခုကိုဆရာတို့ဒီတိုးချဲ့ပြီးတော့မှစဉ်းစားမယ်ဆိုလို့ရှင်ဘယ်လိုဖြစ်မလဲဆိုတော့ဒီ10 10 10 10နဲ့11100 011 case အတွက်ဆိုရင်လည်းသူက fight ပြပါမယ်နဲ့ဒီလို fight တယ်။အဲ့တော့ဘယ်လို fight ရလာလဲဆိုလို့ရှင်ဆရာတို့ဒီ two difference in faces character ပေါ့နော်ဒီ take က6လုံးကိုအရင်တိုက်ကြည့်လိုက်တယ်။တိုက်ကြည့်လိုက်လို့ရှင်ဆရာတို့နှလုံးမတူဘူး။ပြီးရင်ဆရာတို့ပုံနေတဲ့ ပို့နေတဲ့ addition 3 extra ပေါ့နော်ပို့နေတဲ့ဟာဒီ3နှစ်ခု2 3ပေါင်းလိုက်ငါးအဲ့လိုတော့ရတာအဲ့အဲ့တော့ဒီအတွက်ကတော့ဆယ်နည်းနည်းလေးလွယ်တယ်အဲ့တော့ဒီအတွက်ကိုဆယ်နည်းနည်းလေးပို့ပြီးတော့မှစဉ်းစားပြီးရမယ်ဟုတ်ပြီနော်အဲ့တော့ဘယ်လိုလုပ်မလဲပေါ့နော်ဘယ်လိုလုပ်မလဲစဉ်းစားမယ်အဲ့တော့ဒီမှာဆယ်တို့ဒီမှာကြည့်မယ်ဆိုရင် land 1ရဲ့ land 2ရဲ့ပေါ့နော်ဒါအလျား1နဲ့အလျား2နဲ့ပြီးရင် minimum land ရှိမယ် remaining land ရှိမယ် remaining land ကတော့တည်ကြတယ်ကွာဆယ်တို့ remaining land ဆိုလို့ရှင်ဘယ်တွေကဘယ်ကိုနှုတ်မှာအဲ့ သုံးခုပုံနေတယ်ဆိုတဲ့ဟာကိုရအောင်ဘယ်လိုလုပ်မလဲဘယ်လိုလုပ်မလဲဆိုတော့ဒီမှာခြာရင်ကြီးလိုက်ပေါ့နော်ဒီကောင်ဆိုလို့ရှိရင်လေယာ6ရေဒီကောင်ဆိုရင်9ရှိတယ်ဘယ်တည်းကဘယ်ကိုနှုတ်ရင်သုံးရမလဲဟုတ်တယ်9တည်းကနေ6ကိုနှုတ်ရင်သုံးရတယ်အဲဒါပေမဲ့ तू က S1 तू က S2 S2 ကအမြဲတမ်းရှိနေပါမယ်လို့ပြောလို့မရဘူးတော့ပါလား S1 ကလည်းအမြဲတမ်းတူနေပါမယ်လို့ပြောလို့မရဘူးဒါတော့သူတို့အကြီးအသေးတော့ခွဲရလိမ့်မယ်ဟုတ်ပြီနော်ဆိုတော့ကြီးတာတွေကနေငယ်တာကို နှုတ်ပြီးရင် remaining land လို့ခေါ်တယ်ဒီ3ဆိုတဲ့ကဏ္ဍလေးကိုရမယ်အပြီးရင်တော့ဆိုတော့ဒီအရှိယဟာကြတော့ hamidistan တွက်တဲ့အတိုင်းဒီ example 1အတိုင်းပဲယူတွက်လိုက်အောင်ပဲပေါ့နော်ဆိုတော့အဲ့ဒါလေးအဲ့လိုရေးပြရမှာအဲ့ဒါဆိုလို့ရှိရင်ဆိုတော့ဒီမှာဆိုတော့ land 1ဒီပါလဲဆိုရင်အ stream 1ရဲ့ land ဖြစ်ပါတယ် land 2ဒီ stream 2ရဲ့ land ဖြစ်ပါတယ်ချရီရဲ့ program ထဲမှာ remaining land နေ minimum land နေ land 1 land 2ဒီ distance တွေကိုသုံးပါမယ် distance ဆိုတာကတော့ဘာလဲ ဒီနေ့တော့ဗာလဲဆိုလို့ရင်အဖြေကိုပြောတာပေါ့နော်ဆရာတို့ဒီ distance ဆိုတာကဆရာတို့တွက်ထုတ်ရမယ်အဖြေနော် hamming distance ကိုပြောတာပေါ့နော်ဆိုတော့ဒီ9ဆိုတဲ့ဟာရဲ့2ဆိုတဲ့ဟာရဲ့ hamming distance အဲ့ဒါကိုဆရာတို့အတူအောင် distance လို့ရေးထားတာနော်ကြော်ပြီးကြီးလိုက်မယ်ဆိုလို့ရှင်ဒီ rectangle လို့ခေါ်တဲ့ output ပေးထားတဲ့တန်ဖိုးဒီအာ distance ဆိုတဲ့ hamming distance ကိုပြန်ပေးထားတွေ့ရလေအဲ့တော့ဆရာတို့ အဲဒီမှာဆိုလို့ရှိရင်ဆရာတို့ distance ကဆက်သက်လာခြင်းစီယူပေါ့နော်အဲ့တော့ဆရာပြောခဲ့တဲ့အတိုင်းပဲဆက်သက်လာခြင်းတော့ဆရာတို့ဘာမှရှိအောင်မမဟုတ်ဘူးပေါ့နော်ဘာမှမတည်သေးဘူးအဲ့တော့ဆရာတို့0ထားလိုက်ပြီးတော့မှဆရာတို့ဒီတွေးတယ်ဆိုလို့ရှိရင်အဲတစ်ပေါင်းသွားမယ်နော်တစ်ပေါင်းသွားတာကိုတွေးပြလိုက်မယ်အဲ့တော့တွေးတယ်ဆိုတာဘယ်အချိန်မှာတွေးတာလဲလို့ဆိုလို့ရှိရင်ဆရာတို့ character တစ်ခုနဲ့တစ်ခုဘာဖြစ်လဲမညီတဲ့အခါမှာတွေးတာအဲ့တော့ဒီနေရာမှာဒီမညီတာကိုဖြစ်ရမယ် အဲ့တော့ဆိုတော့ဒီအောက်မှာအဲထည့်ရမှာဒီ b အတွက်ကမတူဆိုတော့ not equal to ဖြစ်ရမယ်ပေါ့နော် okay အဲ့တော့ဆိုတော့ a အတွက်စဉ်းစားမယ်ဆိုရင်ဆရာတို့ဒီ minimal length ကိုယူပြီးရမှာဘယ်ကောင်ပိုငယ်လဲပေါ့ဒါလဲဆရာ ပြောခဲ့တဲ့အတိုင်းပဲအဲဘယ်ကောင်ကပိုပြီးငယ်လဲဆိုတာကိုဆရာတို့သိတော့မှတွက်ကြည့်ရမှာလीเนาะအဲ့တော့ဆိုတော့ဟိုငယ်တာကြတော့လွယ်လွယ်လေးရယ်ပထမဆုံးသူက လန်1ကိုငဲတယ်လို့ထားလိုက်တယ်ပေါ့နော်အဲ့တော့လန်1နဲ့2မှာဆိုတော့ဒီ stream 1နဲ့ stream 2မှာဘယ်ကောင်ငဲတယ်ဆိုတာကိုဆိုတော့လောလောဆယ်မထားသေးရင် minimum ကလောလောဆယ်လန်1ကငဲတယ်လို့ယူဆလိုက်မယ်အကယ်၍အဲ့ဒီအငဲပါတယ်ဆိုတဲ့ဟာနဲ့လန်2နဲ့ကိုနှိုင်းရှင်ကြည့်လိုက်လို့လန်2ကပိုးငယ်နေခင်ငါတို့ငဲတယ်လို့ပြောတယ်ပြောပါတယ်ဆိုတာတက်ကိုပိုးငယ်နေခင်လန်2ဒီအငဲဆုံး လို့ဆိုပြီးပြန်ပြောင်းထားမယ်အဲ့တော့ဆရာတို့ကဘာလဲဆိုလို့ရှင်ခုနကဆရာစကားနဲ့ပြောတဲ့အတိုင်းပဲပေါ့နော်ငါတို့ငယ်ပါတယ်လို့ထားထားတယ်ဆိုတော့လန်ဝမ်းလားဟာလားလန်ဝမ်းပေါ့နော်လန်ဝမ်းပေါ့နော်ဆိုတော့ငါတို့ငယ်ပါတယ်ဆိုတော့ထားထားတယ်လန်ဝမ်းထက်ကိုလန်ဝမ်းထက်ကိုလန်တူးကပိုးငယ်နေကြီးအဲ့တော့ဆရာတို့ land to back ကဒီလိုမျိုးဖြစ်သွားမှာ less than လေးဖြစ်သွားမှာပေါ့နော်အဲ့တော့ဆရာတို့ဘလို့ဖြစ်မလဲဆိုတော့ not equal to နဲ့ land to less than ဖြစ်မှာပေါ့နော်ဆရာတို့ဒီဒီနန်းလေးလာမသိဘူး တကောင်လေးတကောင်နာလေးပေါ့နော်ဆိုတော့လန်ဒူးငယ်တာဖြစ်ရမယ်အဲ not equal to ဖြစ်ရမယ်ပေါ့နော်အဲ့ဒါပြီးရင်ဆိုတော့ c ကိုစဉ်းစားရအောင်အဲ့ဆိုရင်ဆိုတော့ဒါလန်ဒူးငယ်တာလန်ဒူးငယ်ဒီဖြစ်စီလန်ဝမ်းငယ်ဒီဖြစ်စီဆရာတို့ရဲ့ကုတ်အေးဟာအပြည့်မှန်ထွက်လာလိမ့်မယ်ပေါ့နော်ဆိုတော့လန်ဒူးကကြီးနေခဲ့တယ်ဆိုလို့ရှင်တော့ဒီ condition ကမှားသွားပြီးတော့မှလန်ဝမ်းကအငယ်တိုင်းပဲဖြစ်နေမှာ နော်ဒီအဓိပ္ပာယ်ကဘာလဲဆိုရင်လန်ဝမ်းကိုငယ်တယ်လို့ထားမယ်အဲအဲ့ဒီငယ်တယ်လို့ထားပြီးတော့မှလန်ဒူးနဲ့နိုင်ရှင်လိုက်တယ် string 2နဲ့နိုင်ရှင်လိုက်လို့ string 2ကအပူငယ်တယ်ဆိုပူငယ်ခဲ့တယ်ဆိုရင် string 2ဒီအဲအငယ်ဆုံးကောင်ဖြစ်လာမယ်မငယ်ဘူးဆိုလို့ရှိရင်တော့လန်ဝမ်းငကူတိုင်းပဲသူဒီငယ်ဆုံးပဲပေါ့နော်အဲ့ဒါအောင်မှာဆရာတို့ရဲ့ခဏအတိုင်းပဲဆရာတို့ character ဘိုင်း character ပေါ့နော်တကူချင်းစီတိုက်စင်မယ်တပူတခြင်း1 1စစ်မယ်2 2စစ်မယ်3စစ်မယ်မတူခဲ့ဘူးဆိုလို့ရှိရင် hamming distance တိုးမယ်အတိုးပြီးသွားရင်ဒါပြီးသွားပြီပြီးသွားလို့မှဆရာတို့ကတိုးတယ်ပေါ့နော် position ကဆိုတော့ရှေ့ရနေစစ်တာကို position ကရှေ့ရနေစစ်တယ်ဆိုတော့ဆရာတို့ဒီမှာဆိုလို့ရင် position 1 2 3 4 5 6ဆိုပြီးတော့မှဆစ်လိုက်ရတယ်ပေါ့နော်ဆစ်လိုက်ရလို့ဒီမှာဘာဖြစ်နေလဲကျန်နေတယ်ပေါ့နော်အဲ့တော့ဆရာတို့ဒီမှာဆစ်လိုက်တဲ့အခါမှာ position 6ခုထိဆစ်လိုက်တဲ့အခါမှာ hamming distance ဒီတိုးဖြစ်နေတာကိုတွေ့ရလိမ့်မယ်အဲ့ဒါကိုမှဆရာကကျန်ရှိနေတဲ့ remaining length ကိုဆရာတို့ရဲ့ရထားတဲ့ distance ကိုမှကျန်ရှိနေတဲ့ remaining length ပေါင်းလိုက်တယ်ဆိုလို့ရှိရင်ဆရာတို့လိုချင်တဲ့အဖြေအဖြေရမယ်။ဆရာတို့လိုချင်တဲ့အဖြေရဖို့အတွက်ကို distance နဲ့ remaining length တွေကိုပေါင်းပေးရမှာ။ဒါကြောင့်မလို့ဆရာတို့ရဲ့ CD ပါလဲဆိုရင်ဆရာတို့ရဲ့ CD ဒီနေရာမှာ distance နဲ့ remaining length ကိုပေါင်းမယ်။ပေါင်းတဲ့ဟာကိုဆရာတို့ hamming distance အနေနဲ့ထုတ်ပေးရမယ်။ဒါကိုဆရာတို့ပြန်ရေးမယ်ဆိုရင်ဆရာတို့လိုချင်တဲ့ hamming distance ဒီဆရာတို့တွက်ထားတဲ့ distance နဲ့ remaining length တွေကိုပေါင်းပေးရမှာဖြစ်ပါတယ် ဟုတ်ပြီနော်အဲ့တော့ဒါက assign data နော် assign data ဆိုတာဒါဒီကောင်ကိုဒီလိုသတ်မှတ်တယ်လို့အဓိပ္ပာယ်ရတယ်အဲ့တော့ cherry ရဲ့ဒီနီယာမာနီဘာဖြစ်မလဲဆိုတော့ distant upon remaining land ဖြစ်မယ်အဲ့တော့ land 2ကငယ်ရမယ်ပြီးရင်မညရဘူးပြီးရင် distant from remaining land ဆိုတာဖြည်ဒီနံပါတ်2ဖြစ်မယ်ဟုတ်လားတော့မသိဘူးကြည့်ကြည့်အောင်16နံပါတ်2ဟုတ်တယ်နော်မှန်တယ်နော်ဒါကဘာလဲဆိုရင် remaining land remaining land ကခုနကဆရာပြောခဲ့တဲ့အတိုင်းပဲ ကြီးတာတွေကနေငယ်တာကိုနှုတ်ပေါ့နော်ဆိုတော့လန်ဝမ်းသာကြီးခဲ့တယ်ဆိုရင်အဲကြီးတာတွေကငယ်တာကိုနှုတ်အဲ့လိုမှမဟုတ်ဘူးဆိုလို့ရှိရင်လန်ဝမ်းကမကြီးရင်လန်တူးကကြီးလို့ပေါ့အဲ့ဆိုရင်လန်တူးကိုနှုတ်ပေါ့အဲ့လိုမျိုးသွားမှာနှစ်ခုလုံးညီသွားတယ်ဆိုလို့ရှိရင်တော့စဉ်းစားကြည့်ကွာတစ်ခုက6တစ်ခုက6ပေါ့နော်အဲ့တော့ဒီမှာကြည့်ကွာတစ်ခုက6ရာတစ်ခုက6ရာ6တဲ့6ကိုတော့ဘယ်လောက်ရမှာ0ရမှာပေါ့နော်အားကြောင့်မလို့ဆရာတို့ရဲ့ hamming distance နှစ်ခုအတိုင်းပဲအဖြေမှန်ပြန်ထွက် နော်ဒီ code ဒီ run နေပေမဲ့လည်း0လာပေါင်းတဲ့အတွက်အအပေါ်ဘက်ကအဖြစ်ကိုပဲယူသွားမှာရမယ်နော်ဆိုတော့လွယ်ပါတယ် okay အဲ့တော့ဒီပု္ပ္ပာလေးကတော့တော်တော်လေးကိုလွယ်တယ်ကို့အနေနဲ့က hamming distance ကဘာလဲဆိုတဲ့ဟာကိုသိရဲဆိုလို့ရှင်အာဒါလေးကိုအကြမ်းမြလောက်ဖတ်ပြီးတော့မှဖြေလို့ရတယ် ဒါတော့ဒီမိကုံးအပြည့်စုံဖို့အတွက်အချိန်ဒီအဲ၄မိနစ်အောက်ကိုပဲယူတင်တယ်လို့ဆရာမြင်တယ်။အဲ့ဒါမှတခြားမိကုံးနေစဉ်းစားဖို့အတွက်အပြည့်ရှိမှာပေါ့နော်။ဆိုတော့ဒါဒီအလွယ်ဆုံးပုံစံတော့ကိုသွားပြီးတော့မှာကြရတယ်။အဲ့တော့ခုအနေနဲ့ကဒါလေးတွေကိုအဲဖြည့်စုံဖို့အတွက်ခက်ခဲနေသေးတယ်။အားနည်းနေသေးတယ်ဆိုလို့ရှိရင်တော့အများကြီးလေ့ကျင့်ဖို့လိုအပ်တယ်လို့ဆရာသတိပေးခြင်းနေပေါ့နော်။ဟို6တာတော့မဟုတ်ဘူး။ခုအနေနဲ့ပြင်ဆင်မှု လိုအပ်နေနေတယ်ဆိုတဲ့အကြောင်းကိုထောက်ပြပေးတာဒါမှကိုကပို့ပြီးတော့မှလေ့ကျင့်လို့ရမှာအဲ့တော့ဆမွဲကနီးလာပြီဆိုတော့အခုအချိန်မှာအကောင်းဆုံးစူးစမ်းပြီးတော့မှပြင်ဆင်ရပါပေါ့နော်ကိုစူးစမ်းရင်စူးစမ်းသလောက်ချိန်မီသေးတယ်ဟုတ်ပြီနော်ဆိုတော့အကောင်းဆုံးစူးစမ်းကြပါအဲ့တော့ကို့အနေနဲ့ကဒီ subject B ပြန်ပိုင်းနဲ့ပတ်သက်ပြီးတော့မှာ ဒီဖြည့်ဆိုရတာပေါ့เนาะခက်ခဲရှိတယ်တိတ်ပြီးတော့မှအားမရဘူးဆိုလို့ရှိရင်ဆရာဒီ group ပေါ့เนาะ Telegram group တွေမှာပေးထားတယ်အဲဒီ video YouTube ကနေကြည့်နေရဆိုလို့ရှိရင်တော့ဆရာရဲ့ group ကိုဝင်လိုက်ပေါ့เนาะဆိုတော့ဒီ description မှာအဲတင်ပေးထားတယ်အဲ့ဒီ group ထဲမှာဆရာသင်ခန်းစာတွေပညာဒါနရှင်းပြပေးထားတာရှိတယ်ဆိုတော့အဲ့ဟာလေးတွေဝင်ပြီးတော့မှလေ့လာလေ့ကျင့်ပေါ့เนาะအဲ့တော့အဲ့ဒီကနေကိုကနည်းနည်း computer နေနေရှိလာပြီးတော့မှဖြည့်ဆို နိုင်လိမ့်မယ်ပေါ့နော်ဆိုတော့အဲအဲ့ဒီမှာဆီလိုမိကုန်းဟောင်းနေကြိုပြီးတော့မှလေ့ကျင့်ထားလို့ရတယ်ဆိုတော့ sample relation နဲ့2024 spring နေလဲရှင်းနေ order နေလဲရှင်းနေဆိုတော့တော်တော်လေးကိုပညာဒါနဆိုပေမဲ့တော်တော်လေးကိုများနေပေါ့နော် PEM နေလဲရှင်းထားတာအများကြီးရှိတယ်။အစရဗီဒီယိုတွေကပုတ်ကရာနေချင်ပြီးတော့မှရှိတယ်။ဆိုတော့ IDMG နဲ့ပတ်သက်ပြီးတော့မှဗီဒီယိုစုံစုံလင်လင်တင်ပြထားတာကဒီ channel မှာပဲရှိတယ်။ဆိုတော့ channel လေးကိုဝင်သမားပါဝင်ကြည့်ပါ အကောင်းဆုံးဖြေနိုင်ပါသေးလို့ဆရာဆူတောင်းပေးတယ်ပေါ့နော်အဲ့တော့အခက်အေးဝေးကိုအနေနဲ့ကဒီပညာဒါနနဲ့မလုံလောက်ဘူး cost ကိုမှတင်ပြီးတော့မှကြည့်ကျင်တယ်ဆိုလို့ရှင်ဆရာဒီမှာဒီ animg subject bm cost ဒီနဲ့ဆွဲပြီးထားတာရှိတယ်ဆရာအရင်ပြီး UD မှာမာနေကြပဲအတိုင်းပဲပေါ့နော်ဆရာဒီ part 1မှာဘာမှမသိသေးတဲ့အခြေခံဘာဆိုဘာမှမသိတဲ့အခြေခံနေစပြုံးမှဒီ exam မေးခွန်းတွေကိုတော်တော်တော်ဖြေနိုင်တဲ့အထည် ဖြေဒီအလွတ်ရတဲ့အထိဟုတ်ပြီနော်ဖြေလို့ရတာတော့မဟုတ်ပါဘူးဆယ်တို့ဒီလိုပုံစံတွေဆိုလို့ရှိရင် hamilton stand ကြီးလိုက်တာနဲ့ hamilton stand ပေါ့နော် behavior minimum uw တွေ့တယ်ဒါတန်းပြီးတော့မှ minute ပိုင်းတွေမှာဖြေဆိုနိုင်တဲ့အထိဆယ်တို့လေ့ကျင့်ပေးထားတယ်ဒါ cost တွေဖြစ်တယ်ဆယ်တို့ java တွေရော c ရောနော်ကျွမ်းကျင်အောင်လို့တင်ချလေးလေ့ကျင့်ပေးထားတယ်ဆိုတော့ဒီမိခိုးနေကဒီ cost နဲ့ဆိုရင်တော့အခက်အခဲရှိမှာမဟုတ်နော်ဆယ် review တွေလည်းတွေ့ရလိမ့်မယ် တော့လေတကယ်ကိုထိရောက်တဲ့ cost ပေါ့နော်ဆိုတော့အဲ့ဒီဟာကိုစုံစမ်းညင်နေဆိုလို့ရှိရင် satisfaction မှာထည့်ပြီးတော့မှရင်ပြထားတယ်ဟုတ်လားစုံစမ်းလို့ရတယ်ပေါ့နော် KY Samuel နဲ့ညီဆိုတော့ကံကောင်းကြပါစေအကောင်းဆုံးပြည့်စုံနိုင်ပါစေလို့ဆုတောင်းပေးပါတယ်အဲဆရာတို့နောက်တင်ကားသာပြန်ဆုံမယ်